္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီနေ့အော်တိုဘာလ16ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေနဲ့ဂျန်နီတွေကကောင်းလို့ရသတင်းကြောင်းရတွေဖတ်ကြားတင်ဆက်ပေးရစီစဉ်စတင်တော့ဖြစ်ပါခင်ဗျာဒီစီစဉ်ကိုကျွန်တော်စီစီစီရနဲ့တူကျွန်တော်ဆုံးမအောင်တော့တင်ဆက်ပေးမှာပါခင်ဗျာဟုတ်ပါခင်ဗျာကုဆုမအောင်ဒီနေ့မှာဘယ်လိုကြောင်းရလဲမျက်နှာဖုံးမှာပါလာလိမ့်မယ်ခင်ဗျာတဘွတ် daily သတင်းစာမှာဆိုရင်တော့ဗောနော်တိုင်းသားများနေရမစွန့်ရန်ပြည်ထောင်ဝင်ကြီးပြောဆိုတဲ့သတင်းပေါ့ဟုတ်အဲ7 day daily သတင်းစာမှာဆိုရင်တော့ဟိုအများကြီးနစ်မြုပ်မှုကြောင့်32ဦးရုပ်လောင်းများထပ်မံတွေ့ရှိပြီးတော့တေဆုံးသူ39ဦးထိရှိလာတယ်ဆိုတဲ့သတင်းပါနော် အဲဆန်တော်ကျင်းသတင်းစာမှာဆိုရင်တော့နိုင်ငံတော်ဦးတာဝန်ခံပုဂ္ဂိုလ်နဲ့တရုတ်သမ္မတရှီကျင်းပင်လို့တွေ့ဆုံတဲ့သတင်းပေါ့ဟုတ်ကဲ့ဗျာဒီတွေ့ဆုံပွဲထဲမှာဆိုလို့ရှိရင်ဒီနိုင်ငံတော်တာဝန်ခံနဲ့တွေ့ဆုံတဲ့အချိန်မှာပေါ့တော့လွန်ခဲ့တဲ့အော်တိုဘာလာမှာတော်လဆစ်ကြီးတူပီကိုသွားခဲ့တဲ့ခီးစဉ်နဲ့ပတ်သက်ပြီးတော့ဆက်လုပ်ရမယ့်လုပ်တွေကိုဆက်ပြီးဆွေးနွေးရလို့ပြောတယ်နောက်ပြီးတော့ဒီတန်မန်ချင်းချင်းပေါ့နော်ပြန်လည်ဆေးလို့ပေါ့အလွာကြီးကြီးကနေပေါ့နော်ဆွေဆေးလို့ပို့ကိစ္စအောင်လဲသူတို့ ဆွေးနွေးခဲ့ခဲ့တယ်လို့ချိုးသိနေတယ်မှာပေါ်ပြတာတွေရှိပါတယ်ခင်ဗျ။ဟုတ်ဒီပေါ့နော်ဒီကျွန်တော်တို့ဟိုတိုင်းသားတွေတနက်ကံပြည်ပခောက်ရဲဒီတရုတ်နိုင်ငံအဓိကအဖြစ်ပေါ့နော်ဟိုတဲရောက်တဲ့ဆိုတဲ့ဟာမျိုးလဲဒီပေါ့အဲတိုင်းသားတွေကြားမှာပြောလိုက်ကြတယ်ရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျ။အခုကကျွန်တော်အိရာအပေါ်နေနေကတော့ဒီ device မှာပါတဲ့အိရာအပေါ်ရွေးချယ်ထားပါတယ်။ဆောင်းမျက်နှာ6မှာပါတာပါခင်ဗျ။ခေါင်းစဉ်ကတော့လူသက်များဖြင့်အချင်းချင်းထိုးနေသောခေါင်းလောင်းဆိုပြီးတော့မှခေါင်းစဉ်တက်ထားပါတယ်။ မြန်မာနိုင်ငံတွင်ဒုတိယမြောက်ရေချောင်းရေချောင်းသွားလာမှုအများဆုံးချင်းနှစ်မြစ်ကြောင်းတွင်ဟုံးမလင်းမှမုံရသို့ခုံမောင်းပြီးဆွဲနေသောရေရင်တစင်းမြန်မာနေ့ကမြန်မာနေ့ကနှစ်မြုပ်ကလူ90ဝန်းကျင်ခန့်တိုက်ဆုံနိုင်ပွဲရှိနေခြင်းမှာတဲ့မြန်မာနိုင်ငံပြည်တွင်းရေချောင်းပို့ဆောင်ရေးလုပ်ငန်း၏အားနည်းချက်ကိုထပ်မံမီးပေါင်းထုတ်လိုက်ပြီးဝန်ထဲဆရာဖြစ်ပြမှုဆိုဆိုနိုင်သည်တဲ့နော်ရေရင်ခုံမောင်းလာစဉ်ကြောက်ဆောင်တစ်ခုကိုရှောင်တဲရင်အချိန်မထိနိုင်သောကြောင့် တိမောက်ချင်းဖြစ်သည်ဟုလက်တော်တိမောက်ရသည့်အချောင်းရင်ကိုတရင်ပြပြချင်များတွင်တွေ့ရတော်လဲခီးတဲ့190ခန့်သောခန့်သာတင်ဆောင်နိုင်သောရည်ရင်ပေါ်တွင်155ဦးတင်ဆောင်လာခြင်းကအဓိကအချောင်းရင်ဖြစ်သည်ဆိုမှမိသားစုပါတဲ့ပြီးခဲ့တဲ့နှစ်ကရခိုင်ပြည်နယ်တောင်ကုန်းမြို့မှာမြို့မှာစစ်တေမျိုးတို့နောင်တော်ကြီးမြေအတွင်ဥတီခုံပေါင်းခဲ့သောရည်ရင်ဒဇင်းနှစ်မျိုးခဲ့သောကြောင့်ခီးတဲ့64ဦးတင်ဆောင်ခဲ့ရခြင်းမှာလဲခွင့်ပြုသည့်ဝိထက်ပုံမတင်ဆောင်ခဲ့ခြင်းကအဓိကလက်သက်ဖြစ်သည်ဆိုမှလည်းရည်တာရပါတယ်။နောက်ပြီးများစွာဝန်ထမ်းကြီးကောင်းတာကတော့ဗောနော်ဒီပြတ်ဆုံး ုံးမဟုတ်တည်ဆုံးသွားခဲ့တဲ့ဆင်းနေတဲ့မှာတရင်ကျုပ်ကာလအားလေးရရှိသည့်အတွက်ချင်းနစ်မြစ်အထက်ပိုင်းရှိအခြေခံပညာကျောင်းများတွင်တာဝန်ကျနေသောဆရာဆရာမများဆရာဆရာဆရာမအရေးအတွက်များစွာပါဝင်နေခြင်းဖြစ်သည်တဲ့ဒီကျန်ရှိနေတဲ့ခီးတဲ့ဆိုတော့ဆိုလို့ရှိရင်လည်းပေါ့နော်အော်အသက်အသက်ပါလေတဲ့ဆရာများဆရာမများကဲ့သို့တန်မိုးရှိသောလူသက်များဖြစ်တော်လဲဆရာမများမှမူတဲ့ပညာရေးကဏ္ဍအတွက်အချိန်ငွေလောအားများစွာဖြင့် လက်ချင်းပြောထောင်ပေးထားသည့်နိုင်ငံဝင်နေများဖြစ်သည့်အတွက်၎င်းတို့၏တူးဦးချင်းမိသားစုအတွက်သာမကပညာရေးနယ်ပယ်နှင့်နိုင်ငံတော်အတွက်ပါနှင်နာလာသည်နှပ်ပေသည်တဲ့ရည်နှမြမှုကိုလေ့လာကြည့်သောအခါနိုင်ငံဆင်းရဲချို့တဲ့ခြင်းတရားဥပဒေစိုးမိုးမှုရှိခြင်းစီးပွားရှာသူတွေလောဘနဲ့မတိမှုလွန်ကဲခြင်းတို့ကဝန်ထဲကြေကွဲရာအဖြစ်အပျက်များ ပေါပေါက်စီတော့အဓိကလက်တယ်များဖြစ်တယ်ကိုတွေ့မြင်ကြရသည်တဲ့စင်စရာဖြစ်ပါတော့မြန်မာနိုင်ငံကလူတူးချင်းတန်ဖိုးနဲ့အခွင့်အရေးကိုအလေးထားတန်ဖိုးထားသည့်နိုင်ငံတကာရေချောင်းဆိုင်ရာဥပဒေများမဆိုထားနိုင်တဲ့အာဏာရှင်လက်ထက်တွေရေးဆွဲထားသည့်တည်ဆဲရေချောင်းဥပဒေများကိုပင်ကြည့်ချက်ထိမ့်သိမ့်မှုလေးစားလိုက်နာမှုမရှိခြင်းကြောင့်မကြာခဏဆူသလိုရင်းရင်တိမောက်မှုကမှုကဒီရင်းရင်တိမောက်ကားတဲ့လူသက်အသက်ပေါင်းများစွာဆုံးရှုံးနေသောနိုင်ငံဖြစ်ပေသည်တဲ့ဒါနဲ့နောက်ဆုံးမှာပေါ့နော်ဒီအဲဒီ အိဒါဘာလို့ရေးရလဲဆိုတော့ယခုချင်းနှစ်မြင့်ကြောင်းရေရင်တင်းမောမှုဒီအဖို့တန်တော့လူအသက်များပညာရေးကဏ္ဍအတွက်လေ့ကျင့်ပြုထောင်တာတို့ပေးတာတော့ဆ iam မများ၏အသက်များအချင်းချင်းဆုံးရှုံးသွားခြင်းကိုနောက်ဆုံးအကျင့်ကျေလောင်စွာထိုးလိုက်တော့သတိပေးခေါလောင်းတန်ဟုမှတ်ယူကချိန်မဆိုင်ပြုပြင်ပြောင်းလဲရေးယူဆောင်ရွက်ရအထူးလိုအပ်ကြောင်းသိစေရပါသည်ဆိုမှဒီတိုင်းသာပါခင်ဗျာဒီကျွန်တော်ဒီရေပင်လဲသွားတယ်ပေါ့နော်ဒီရေချောင်းသွားတယ်ဒီကျွန်တော်တင်မောလေးမှာဆီလို့ရှိရင်လဲဟိုအသက်ကအင်ကြီးတွေဟိုလုံလောက်မှုမရှိသေးတာတွေပေါ့နော်တွေ့ရတယ်အခု ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီအခုဖတ်ကြားပေးမှာတော့ဗောနော်ဒီ11 daily သတင်းစာမှာပါတဲ့စာမျက်နှာခုနှစ်မှာဗောစိုက်တာယူကြက်9000တန်တရုတ်ဆိုင်တချို့စီမံချက်ကြောင့်ပိတ်သိမ်းမှုရှိနေပြီးတရားမဝင်တရုတ်လုပ်သားနဲ့နိုင်ငံခြားသားလုပ်သားများထိန်းချုပ်ရန်လာဝကအနေဖြင့်ဗီဇာစစ်ဆေးမှုပြုလုပ်သင့်ဟုရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကပြောကြားရတဲ့သတင်းဗောနော်ဟုတ်ကဲ့ပါခင်ဗျာရန်ကုန်မြို့နယ်မြန်မာနိုင်ငံ ရန်ကုန်မြို့နယ်မြန်မာနိုင်ငံဒေသတချို့တွင်ခုနှစ်မေလကမှစတင်ကအရှင်ဟုံမြစ်ဖွင့်လှစ်လာသည့်တိုက်တာယူကြံ၅00တန်တရုတ်ဆိုင်တချို့မှဖမ်းဆီးရဲယူမည်ဆိုသည့်စီမံချက်ကြောင့်ဆိုင်ပိတိန်ထားမှုရှိနေပြီးမြန်မာနိုင်ငံအတွင်းလာရောက်ကတရားမဝင်လုပ်သားအဖြစ်အခွန်ရှောင်ရတည်နေသည့်တရုတ်လုပ်သားများနှင့်တရုတ်နိုင်ငံသားများလာဝကအနေဖြင့်ဗီဇာဗီဇာချစ်ဆဲမှုပြုလုပ်စီလိုကြောင့်ဗဘဲတမ်းမြို့နယ်မဲဆန္ဒနယ်အမှတ်၄လွတ်တော်ကိုယ်စားလှယ်ဦးသိန်းနိုင်ဦးကပြောကြားသည်ဆိုပြီးတော့ဟိုပါဘောနော်ဒီဟိုရေးထားတာရှိပါတယ်။နောက်ပြီးတော့တရုတ် တရုတ်လူသားများပါဝင်နိုင်ငံသားများတရားမဝင်လာရောက်လုတ်ကင်နေမှုနှင့်စိုက်တာယူကြံ၅00တန်ဆိုင်များတွင်တရုတ်နိုင်ငံသားများလာရောက်ရောင်းဝယ်နေမှုနှင့်ပတ်သက်ပြီးအရေးယူရန်လက်ရှိအခြေအနေတွင်မြို့နယ်လာဝကစီပင်အခွန်အစည်းစသည့်ဌာနများကပူးပေါင်းဖွဲ့ဖွဲ့ကဝင်ရောက်စစ်ဆေးပေးအကြံပြုထားမှုကိုလက်ခံထားပြီးလွတ်တော်ကိုယ်စားလှယ်များကလည်းလွတ်တော်နာသည့်အချိန်တွင်လိုက်ပါမည်ဖြစ်ကလက်ရှိပဲဘဲတန်းနှင့်တော်တရားမျိုးနယ်တွင်အစတင်မည်ဖြစ်က ကြံမျိုးနဲ့ကိုယ်စားလှယ်များကလည်းထိုသို့လှုပ်ဆောင်ရင်တိုက်တွန်းသွားမည်ဖြစ်ကြောင်းဦးတန်းနိုင်ဦးကပြောသည်တဲ့ကြိုက်တာယူကြံ9000နဲ့စိုင်များတွင်တရုတ်လူမျိုးအမျိုးသမီးများရှိနေသလိုမြန်မာနိုင်ငံသားကိုမန်နေဂျာခန့်ကားတဲ့အကျိုးစီးပွားရှာနေသူများလည်းရှိနေကြောင်းတချို့ကြိုက်တာယူကြံ9000နဲ့စိုင်များမှာတဲ့စီမံချက်ရှိသဖြင့်မစစ်စဲမီကပင်စိုင်ပေသိမ်းထားသည့်ခြေနေများကြုံတွေ့ရကြောင်းသိရသည်ဟုတ်ကဲ့ပြန်ဟာအဲ့တော့တရုတ်နိုင်ငံသားတွေမြန်မာနိုင်ငံထဲမှာတရားမဝင်လို့လို့လည်းပတ်သက်ပြီးရေးယူဖို့တဲ့ တိုင်လုံးလိုက်ဟုတ်ကဲ့ပါဘောเนาะဒီနောက်ပြီးတော့ဟိုကရန်ကုန်တိုင်းသားကြီးအတွင်းရန်ကုန်တိုင်းသားကြီးအတွင်းမြန်မာနိုင်ငံတွန်းတွင်တရားမဝင်လာရောက်လုကန်နေသည့်တရုတ်လုံသားများအပြင်နိုင်ငံခြားသားများတရားမဝင်စီးပွားရေးလုပ်ငန်းများရှိနေပြီတဲ့အဆိုပါလုပ်ငန်းများကိုစစ်စစ်ရေးပြူရန်အဆိုတင်သွင်းခဲ့တော်လဲအဆိုရှင်ဤထောက်ခံမှုဖြင့်ရန်ကုန်တိုင်းသားကြီးလွှတ်တော်ကမတန်းလာတင်ခဲ့သည်တဲ့တရားမဝင်စီးပွားရေးလုပ်နေတာကအမျိုးအစားအများကြီးရှိနိုင်တယ်စိုက်တာယူ9000စိုက်စိုက်တာယူ9000ဆိုတဲ့စိုင်တွေ ် MMN လုပ်ငန်းတွေအင်ချမ်းမြေလုပ်ငန်းတွေငွေလဲလဲလုပ်ငန်းတွေအများကြီးရှိနိုင်တယ်အဲ့ဒါတွေကဘာတွေဖြစ်လာမလဲဆိုတာနံပါတ်1အခွန်အခတွေမရဘူးနံပါတ်2ကသူတို့ရဲ့ဈေးကစားမှုတွေကြောင့်ငွေကြေးစီးထွက်မှုတွေအပြင်ငွေကြေးတည်ငြိမ်မှုပါထိခိုက်တာအစိုးရဝန်ကြီးဌာနတွေကလောက်ရမဲ့အလုပ်ပဲစာသုံးလို့တို့တခြားဌာနတွေအဓိကကတော့နိုင်ငံသားတွေရဲ့ငွေကိုဒေါ်လာတွေဝယ်ပြီးဈေးကစားတာဥပမာပြောရရင်နိုင်ငံသားငွေတွေဝင်လာရင်မြန်မာကျပ်ငွေကတန်ဖိုးတက်ရမှာမြန်မာကျပ်ငွေတန်ဖိုးမတက်တာပို့ကုန်မတက်တာ ကုန်းကြရေးဗန္ဒာရေးလုံငွေတွေကြောင့်ဖြစ်သလိုအခုလိုတရားမဝင်လုပ်ငန်းတွေကြောင့်မြန်မာကျပ်ငွေတန်ဖိုးကျနေတာလည်းပါတယ်အဲ့ဒါတွေကြံ့မတ်ဖို့လိုတယ်ချက်ချင်းကြီးပျောက်သွားနိုင်မှုကတော့မလွယ်ဘူးဟု NND စီးပွားရေးမူဝါဒရေးဆွဲရာတွင်ပါဝင်ခဲ့သည့်စီးပွားရေးပညာရှင်တဦးကပြောသည့်ဆိုပြီးရေးထားပါတယ်ဟုတ်ကဲ့ပါခင်ဗျဒါကတော့ကျွန်တော်တို့ထဲတိုင်းငါးရောင်းနေနေမှာတရားမဝင်တဲ့တရုတ်နိုင်ငံသားတွေဒါပြလို့လို့နေပတ်သက်ပြီးရေးယူဖို့အတွက်တို့နိုင်ငံတဲ့တဲ့နေပါဒီလိုပါပဲကျွန်တော်တို့တချို့ရန်ကုန်မြို့မှာရှိတဲ့ဖုန်းဆိုင်တွေမှာဆိုလို့ရှိရင်လည်းတရုတ်နိုင်ငံသားတွေ မလာလည်းပြောတတ်တဲ့တိုးနိုင်ငံသားတွေကလာပြီးတော့မန်နေဂျာလိုမျိုးရန်ရီယူပြီးတော့မလုပ်နိုင်လည်းရှိပါတယ်။အဲဒီစာချုပ်တွေချုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းတိုးလို့ချုပ်ထားရတယ်လို့တွေ့ရတယ်ဆိုပြီးမှလုပ်သမားကြီးဘက်ကနေမှတိုင်ထားရလည်းရှိပါတယ်ခင်ဗျ။အခုတော့ကျွန်တော်တို့ဒီဂျီနီမြုံနယ်မှုနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုထပ်ပြီးတော့ဖတ်ပြပေးကြပါမယ်။ device မှာပါတာပါစာမျက်နှာရှိမှာပါတာပါခင်ဗျ။တဘာပောင်းခြင်းနဲ့လူမှုအကျိုးစီးပွားကိုကြီးမားစွာအကျိုးသက်ရောက်မည်ဂျီနီမြုံနယ်မှုမျိုးကိုလွတ်တော်တင်ပြီးဆိုပြီးတော့မှတင်ရမည်ဆိုတော့မှပါလာပါတယ်။ခေါင်းစဉ်တက်ထားပါတယ်ခင်ဗျ။ဟုတ်တဘာပောင်းခြင်းနဲ့လူမှု ်ကျိုးစီးပွားကိုကြီးမားစွာအကျိုးသက်ရောက်စေမိပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကိုရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတခုတည်းကဆုံးဖြတ်ခွင့်ပြုမည်မဟုတ်ပဲလွတ်တော်တင်ဆုံးဖြတ်ပြီးမှသာလောက်ကင်ခွင့်ရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင်းရင်းမှုဦးအောင်နိုင်ဦးကပြောကြားသည်တဲ့ဒီရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်တွင်နဲ့ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကခွင့်ပြုချက်ပေးရမည်လုပ်ငန်းမျိုးစား၅မျိုးရှိပြီးရင်းမျိုးစား၅ခုမှအပကျန်လုပ်ငန်းများမှာ သက်ဆိုင်ရာတိုင်းပြည်ကြီးနဲ့ပြည်နယ်အစိုးရများ၏ခုမြူချက်များဖြင့်လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း၎င်းအရှင်းလင်းပြီးတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မနော်သူကပြောလဲဆိုတော့ဒီရင်းနှီးမြှုပ်နှံမှုတွေများများဝင်လာဖို့ကိုလုပ်ငန်းဆောင်ရွက်မှုတွေကြံ့ကြံ့မှုမရှိအောင်အတက်နိုင်ဆုံးဆောင်ရွက်ထားတဲ့သဘောပေါက်ဝန်းကျင်နဲ့ဆိုင်တဲ့ကိစ္စတွေကိုတော့တွတ်တော်ရဲ့ဆုံးဖြတ်ကိုရယူရမယ်ဆိုပြီးတော့ပြောထားပါတယ်ဒီသဘောပေါက်ဝန်းကျင်နဲ့လူမှုအကျိုးစီးပွားကိုများစွာထိခိုက်စေသည့်မြစ်ဆုံကိစ္စနဲ့ပေါ့နော်ဒဂုံစီးတီးလို့ တောစီဒီစီမံကိန်းလုပ်ငန်းမျိုးကဲ့သို့မဖြစ်စင်ရရင်းနှချက်နဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံမှုများကိုအကျိုးပြစ်တရားစီစီရလွတ်တော်ကဆုံးဖြတ်ပြီးမှလုက္ကိုင်ကျင်းသာပုံမိုတင့်လျော်ကြောင့်အထက်ကျုပ်လုပ်ငန်းရှင်ဦးမြင့်နိုင်ကလည်းပြောရတယ်တဲ့နော်။နောက်ပြီးတော့ယခုနှစ်ဘဏ္ဍာယခုဘဏ္ဍာနှစ်မှာပေါ့နော်6လကျော်အထိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း52ခုကိုခွင့်ပြုပေးထားပြီးရင်းနှီးမြှုပ်နှံမှုပမာဏ Reagan ဒေါ်လာ ီလီယံနီးပါးရှိရရှိတာကြောင့်ယင်းမြို့နယ်မှုကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေပေါ့သိရတယ်ဆိုတော့ညှိတာထားပါတယ်ဟုတ်အခုတော့ဒီယင်းမြို့နယ်မှုပေါ့နော်ဒီဥရေကျန်ဥရေကျန်ကပေါ့ဟိုကျွန်တော်တို့ဒီအခုလာမဲ့ဒီအဆောက်အဦနိုင်ငံတော်ပိုင်းအဆောက်အဦတို့ဒီပေါ့နော်တဘာဝပတ်ဝန်းကျင်တဲ့အဆောက်အဦတို့အရင်နှစ်ကြီးတဲ့အဆောက်အဦတွေမျိုးတို့လို့ရှိရင်တို့ကလေဒီပေါ့လွတ်တော်ပြန်တရားမယ်ဆိုတော့ပေါ့ဟိုပြောတာပေါ့နော်အဲဒါတို့တချို့ပညာရှင်တွေကလည်းဟိုသုံးသပ်ထားတာရှိပါတယ်ဘာလဲဆိုတော့လေပေါ့ဒီလွတ်တော်ပြန်နေမယ်ဆိုတော့ဥရေနှစ်ခုဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲအဲ့လိုမျိုးပြန်ပြီးတော့တင်လာတာလည်းရှိတယ်ဟုတ်ကဲ့ပါခင်ဗျ အခုကတော့လည်းကိုယ်အနေနဲ့တော့လည်းပယ်သတင်းများဖတ်ပြပြီးမသိပြဟော7 minute daily သတင်းစာရဲ့စာမျက်နှာ၅မှာပေါ့နော်နေသက်ချန်ကြီးကိုလုံခြုံအောင်ဆောင်ရွက်ရန်တဲ့အပါအဝင်ရခိုင်ပြည်နယ်ဆိုင်ရာအစီရင်ခံစာဒေါက်တာဆုကြည်တန်တင်ပြထားတဲ့ဆိုတဲ့သတင်းပေါ့နော်ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နေသက်ချန်ကြီးကိုလုံခြုံမှုရှိစေရေဘန်နာငွေ၃ဆွဲဆောင်ရွက်ရန်ပါဝင်သည့်သုံးသက်ချက်အစီရင်ခံစာကိုနိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်ဒေါက်တာဆုကြည်တန်တင်ပြထားကြောင်းပြန်ကြားရေးဝန်ပြန်ကြားရေးစုဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာဖေမင်းကပြောကြားသည်တဲ့ မြန်မာဘင်္ဂလားဒေ့မြန်မာဘင်္ဂလားဒေ့မှာရှိတဲ့네네ကြချန်စီယိုတွေကိုလုံခြုံမှုရှိစေရန်ဗန်နာငွေ30ပြီးဆောင်ရွက်ဖို့လိုအပ်တယ်လို့သုံးသပ်ပါတယ်ဟုပြည်တော်စုဝန်ကြီးဒေါက်တာဖေမင်းကပြောသည်အော်တိုဗလာ19ရက်ကပြုလုပ်သည့်ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့်ပတ်သက်၍အခြေအနေမှန်များသိရှိစေရန်ဒေသတွင်းတည်ငြိမ်မှုရှိစေရန်ရှင်းလင်းပြောကြားခဲ့သောသတင်းစာရှင်းလင်းပွဲတွင်ပြည်တော်ပြည်တော်စုဝန်ကြီးဒေါက်တာဖေမင်းကပြောကြားခြင်းဖြစ်သည် စုံညုံသောသည့်လက်နက်များအမြန်ဆုံးပြန်လည်ရရှိရေးအကြမ်းဖက်တောင်းကျမ်းသူများအမြင့်ပြတ်ချိန်မုံရေ၎င်းတို့၏အဆက်အသွယ်များရှိ၎င်းတို့၏အဆက်အသွယ်ရှိသူများအမြန်ဆုံးဖော်ထုတ်ရေးအရေးယူရေးအဆိုပါဆောင်ရွက်ချက်များကိုမြန်မာနိုင်ငံ၏တည်ဆဲဥပဒေများနှင့်အညီဆောင်ရွက်ရန်ပြဿနာများဖြစ်ပွားသည့်ကျေးရွာများတရားဥပဒေစုံမုံကျေးရွာ အပြေးဝသွားရရှိရန်နှင့်အုတ်ချိုရေချမ်းတရားပုံမှန်လည်းပတ်နိုင်ရန်ရေတိုရေရှိပြည်သူလူထုအပြေးဝယုံလုံခြုံမှုရှိပြီးပေးချမ်းစွာနေထိုင်လောက်ကန်စားတောက်နိုင်ရန်အစီအမံများဆောင်ရွက်ရန်ဒုက္ခသည်စကမ်းများတွင်လူအဝင်ထွက်ကိုစက်မှတ်ဆောင်ရွက်ရန်အစီအကံသာ၌တုံးသက်ထားသည်ဟုဆိုသည်ထို့အပြင် ်ထို့အပြင်အစိုးရကသာတွင်ရခိုင်ပြည်နယ်ရှိနိုင်ငံရေးပါတီတချို့သည်ရခိုင်ကလက်ရှိအစိုးရကိုဝေဖန်ခဲ့ပြီးယခုဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းတွင်အပြူသဘောဆန်လာကပူးပေါင်းဆောင်ရွက်လာခြင်း၊နေကြာချန်စီယိုကိုလုံခြုံမှုရှိစေရန်ဗန်နာငွေသုံးဆပြီးဆောင်ရွက်ရန်လိုအပ်ကြောင်းစသည့်အချက်များပါဝင်သည့်တဲ့စသည့်အချက်များပါဝင်သည့်ပြည်တော်စုဝန်ကြီးဒေါက်တာဖေမြင့်ကဆိုသည်ရခိုင်ပြည်နယ် ဟာရခိုင်ပြည်နယ်ခရီးစဉ်ကိုတပတ်ကြာသွားရောက်ခဲ့သည့်ခရီးစဉ်တွင်အစ္စလမ်ဘာသာဝင်များရခိုင်ပြည်နယ်မျိုးမိမျိုးဖောက်များနှင့်တွေ့ဆုံပြီးအခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်ဟု၎င်းကဆိုသည်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ဟောနော်အစ္စလမ်ဘာသာဝင်များပူပေါင်းဆောင်ရွက်မှုရှိမရှိပေါ့နော်ဟိုအတိုင်းအစ္စလမ်ဘာသာဝင်များပူပေါင်းဆောင်ရွက်မှုရှိရှိမရှိရှိပါကဘယ်တိုင်းသာတည်ရှိတယ်လဲဟုတစင်းတော့တူကမေးမြန်းရတယ်ပြည်တော်သူဝင်ကြီးဖေမြင့်ကပြည်တော်သူဝင်ကြီးဒေါက်တာဖေမြင့်ကအစ္စလမ်ဘာသာဝင်များမြေမြပူပေါင်း ပါဝင်မှုရှိမရှိကိုပြောဆိုရန်အတွက်တဲ့ရင်းပါသားရေးခေါင်းဆောင်တရားဝင်ကျင်တွေတွစ်ဆုံခဲ့ပြီးတခြားပုဂ္ဂိုလ်များဤစိတ်နေသဘောထားကိုမသိရှိရတဲ့အတိအကျပြောဆိုရန်အခက်အခဲရှိသူ၎င်းကပြောသည်တဲ့အဲ့တော့ဒီနေနေဆက်မှာဖြစ်နေကိစ္စနဲ့ပတ်သက်ပြီးတော့မှသူတို့နေ့ကသင်္ဆာရှင်းလင်းပွဲကအားလေးတို့ပြန်ရေးရတဲ့သဘောလေးပါခင်ဗျဒါတော့နိုင်တော့နေ့တိုင်းမင်းဆောင်လည်းတင်ပြမယ်လို့ပြောထားပါတယ်ဟုတ်ကဲ့ပါခုတော့ကျွန်တော်စီစဉ်ရဲ့အဆုံးစီစဉ်ဖြစ်တဲ့ကာတွန်းလေးရောက်လာပါပြီခင်ဗျကာတွန်းမှာတော့ကျွန်တော်ကတပိုက်ဆက်ကာတွန်းရေးချစ်ထားပါတယ်စာပြေနာ6မှာပါလာပါဒါပရမဒီဘက် ကတော့ဘယ်လိုမျိုးသူ့ဖော်လာလဲဆိုတော့ဒီဘက်မှာတိုက်တဲ့ကားနဲ့ပေါ့ဗျာတိုက်ကတော့ဒီ98တိုက်ကြီးပေါ့အဲ့ဘောလူတယောက်ကပြောတယ်ဗျမပြောလဲဆိုတော့ခိုင်မာတဲ့ဈေးကွက်တစ်ခုရထားပါတယ်ရထားလို့တော်ပါသေးတယ်ဆိုပြောပါတယ်အောက်ကတဲပုတ်တဲ့လူကဘာပြန်ပြောလဲဆိုတော့မူရေးစီပွားရောင်းဝယ်ဖောက်ကားတဲ့စီပွားရေးကိုပြောရနေမှာပေါ့ဆိုတော့ကြောတာပါခင်ဗျဟုတ်တယောထားတဲ့ဈာလေးပေါ့နော်မူရေးစီပွားနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ဗျအခုကလည်းမူရေးစီပွားဖန်ဆီးမှုတွေအများကြီးဆိုပေမဲ့လည်းဒီရောင်းဝယ်ဖောက်ကားမှုကလည်းဆက်ရှိနေတဲ့အနေထားမှာရှိနေရပေါ့ဒါခက်ဆက်ဆက်တွေက ခိုင်မားစီဘောစီပါရေးလို့ဖြစ်နေတာတော့တတိဖို့လားဖြစ်ပါခင်ဗျာသူကလည်းအကျိုးမြတ်ကတရားကြီးတယ်သူတော်လေးဟိုဖမ်းမိမဲ့လဲဟိုပြန်ပြီးတော့ဒီအကုန်လုံးမဖမ်းနိုင်အောင်ဖြစ်နေတယ်အောက်ခြေကလူတွေလောက်ပဲဖမ်းမိနေကြတဲ့သဘောပဲဖြစ်နေတယ်ပေါ့နော်ဟုတ်ကဲ့ဗျာဒီကတော့လေးလေးပဲကျွန်တော်စီစဉ်ရန်နာပြစီခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ